ဒီငါးစောနဲ့ခုနှစ်ထဲမှာတို့ဒီကိုအဲ9 300ကိုနော်ငါနောက်ပိတ်ငါထိတ်ကိုခါသူ့ဘေးမှာအပူခွားနော်သူက9 9 6ဆိုတော့6လို့ဖြစ်တာဟုတ်နော်အဲ့ဒီ9 9ဒီမှာတော့သူက9နှလုံးသွားတိုက်နေတာ ဒုတိယကတ်မှာကြတော့ငါမငါတော့ဘူးသူက64ဖြစ်သွားတယ်เนาะ64သူ့ဘေးမှာကိုเนาะခုနတော့ငါငါကိုအခု64ကိုเนาะအခုဒီမှာခွန်39ဆိုပြီးရိုက်တာเนาะရိုက်ထားတော့သူ့ဘေးမှာထွက်တဲ့ကဏ္ဍတွေကအပူတွေ933 871เนาะအခုဒီမှာ166 667 ဘလို့ထဲမလဲကြိုက်တယ်လို့ထဲဘာလို့လုံးဆိုတော့သူကဒီတုံညထိတ် ကိုခါရဲ့ဘေးမှာထွက်တာတခါကိုထိတ်ကိုခါသူ့ဘေးမှာထွက်တာအခုဒီမှာချစ်ထိတ်စီကိုခါသူ့ဘေးမှာအပူခါထွက်နော်သူတို့အပူလို့ယူလိုက်လွှဲတယ်အဲ့အဲ့အပူထွက်မဲ့ကဏ္ဍကြီးကအဲ့ဒီကဏ္ဍကို၃၃က သူကကိုးစွန်းတဲ့ခုနှစ်ထဲကလာနော်တို့တို့ဒီမှာဖွန်ထိတ်ဒီမှာဖွန်ခါနော်သူကဒီနှလုံး6ဖွန်နောက်ပဲမြင်းကုံကကဏ္ဍဒီနှလုံး6ကိုဖွန်ခါနဲ့6တာအဲဒီနှလုံး6လို့ဖြစ်တဲ့ဆောင်းကကဏ္ဍသူ့အောက်ကနေတန်းတန်းဆင်းလာလိုက်နော်ကျွန်တော်တို့ဒီမှာကိုးစွန်းတဲ့ခုနှစ်ထဲမှာဖွန်နောက်ပဲအောက်ဆောင်းကကဏ္ဍဒီနှလုံးကခွန်ခွန်ခါနဲ့ပဲနော် ဒီမှာခွန်နောက်ပဲခွန်ခါအဲဒီနှလုံးခွန်လို့ဖြစ်တဲ့ဆောင်ခုနကဒီနှလုံး6လို့ဖြစ်တဲ့ဆောင်အခုသူအကနေတန်တန်ဆင်းလာလိုက်ကျွန်တော်တို့ဒီကိုးစိုးနဲ့ခုနှစ်ထဲမှာခွန်နောက်ပဲရေဆောင်ရခဲ့နော်အဲဒီမှာတီခွန်လို့ခွန်ခါပဲသူထဲအဲ့ဒီခွန်နောက်ပဲရဲ့အောက်ဆောင်ဒီခွန်ခါရဲ့ဆောင်းဝကနံပေါ့ဗျာเนาะဒီခွန်နောက်ပဲရဲ့မြင်းကုံဒီခွန်နောက်ပဲရဲ့ ဆောင်းကကနဲ့အဲဒီမှာခွန်နောက်ဘက်ရဲ့မြင်းကုန်တနည်းကျော်ခွန်နောက်ဘက်ရဲ့ဆောင်းကကနဲ့ကို33 818เนาะအခု66တအဲကို33ကဒီမှာလာထွက်တာဟိုသူကကိုခါဘေးမှာလာထွက်ဒုတိယကဏ္ဍ77ကလည်းဒီကိုခါပေးမှာเนาะ၄ထိပ်အောင်၅ထိပ်အောင်အခုကျွန်တော်တို့ဒီမှာပြီးခဲ့တဲ့ပွဲက၃ထိပ်စီထည့်သွားလို့သူ့အောက်မှာထွက်မိကဏ္ဍပြီး ဒီကိုစုံကိုနှစ်တည်းကကျွန်တော်တို့အပူအခွားကိုတွေးကြည့်ရင်တော့ဒါတွေလည်းရှိတာပဲเนาะ short dit dit တွေလည်းရှိတာပဲအဲ့တော့ဒီမှာဒီမှာဒီကိုစုံကိုနှစ်တည်းကเนาะဒီမှာ933နေနှစ်နှစ်တည်းဒါငါးပရိတ်ဆိုဒီကောင်းနေတော့ကောင်းသေးတယ်เนาะဒီတိတိ6ကြီးကိုတော့မကြိုက်ဘူးပေါ့အဲ့ဒီမှာကျွန်တော်ကြိုက်တာကဒီကနန်းတကွက်ဒီ၄တိတိဆိုတဲ့ကနန်းမစိုးဘူးဘာလို့မနေ့တော့ကျွန်တော်ပြောခဲ့တယ်ရှေ့တနစ်ကျော်က၄ထိုင်းတဲ့ကနန်းဒီကနန်းလည်းယူလို့ရတာပဲ เนาะအဲကျွန်တော်6.1ကတော့သူ့ site အရာထည့်ထားတာမို့လို့ထည့်ပေးလိုက်တာအဲ့ကောင်မယူเนาะကျွန်တော်ကတော့ဒီ414ဆိုတဲ့ခဏမျိုးပဲသဘောကျเนาะတင်နောက်ပိတ်တွေလည်းဒီထဲမှာရှိအဲထားလိုက်ပါတော့တို့အပူဖွားတွေကအများကြီးပါเนาะဒါကျွန်တော်ညနေရကျွန်တော်ညီကိုစိုက်ဆွဲပြီးတင်ခိုင်းလိုက်တယ်အဲ့မှာသွားဝင်ကြည့်လိုက် အဲ့တော့အပူခွာတွေကကောင်းနေပြီးတော့မနေ့ကကျွန်တော်အောက်မှာမန်းနေတဲ့ချစ်ကိုသုံးချစ်ကိုသုံးဆိုတဲ့အကူနော်ညီလာအကူလာပြင်ရမလာဘူးလားမသိဘူးသူ့ကိုပြမလို့အဲ့ချစ်ကိုသုံးကိုသူကတအားနဲ့ကိုချစ်ကိုသုံးကြိုက်နေတယ်ပုံရအဲ့ကျွန်တော်တို့ဒီခွန်စုံ6စုံ5စုံပေါ့နော် အဲ့ဒီခွန်စိုးရဲ့ရှေ့တနှစ်ကျော်မှာကျွန်တော်တို့နှစ်ပြိုက်ကဏ္ဍတစ်ခွက်ရှိတယ်အဲ့ဒီကဏ္ဍကသူ့ရှေ့နှစ်ကကဏ္ဍနော်ပြိဆက်နှစ်ကဏ္ဍကနောက်နှစ်ကိုလိုက်ပေါက်တယ်လိုက်ပေါက်တော့သူက၅ထိပ်စီးနဲ့၃ခါအဲ့ဒီ၃ခါမြင်းကုံကို၃ထိပ်လို့တတ်တယ်နော်ဘယ်သူကဒီလိုဖြစ်တာအဲ့ဒီဘေးမှာပြိဆက်နှစ်ကဏ္ဍတစ်ခွက်လိုက်ပေါက်တယ်တခါဒီ၆ဆုံးတဲ့ခုနှစ်သူ့ရှေ့နှစ်မှာ ကျွန်တော်တို့ဟောသူ့ရဲ့ရှင်းတစ်နှစ်ကျော်မှာဗရိတ်စနစ်ကဏ္ဍတစ်ခွက်နော်အဲဒီစနစ်ဗရိတ်ကဏ္ဍသည်သူ့ရဲ့နောက်နှစ်ကိုလိုက်ပေါက်တာပေါက်တော့အဲ့ဒီမှာ၅ထိပ်နှစ်ခါလို့ဖြစ်တယ်အဲ့ဒီနှစ်ကဇောင်းဝင်မြင့်ကုန်မှာနှစ်ထိပ်လို့သူတက်တယ်နော်သူဒီလိုတက်တယ်ဒါဆိုရင်အခုကျွန်တော်တို့2005ပေါ့နော်သူ့ရဲ့ရှင်းတစ်နှစ်ကျော်မှာကျွန်တော်တို့နှစ်ဗရိတ်ကဏ္ဍတစ်ခွက်ဒီမှာရှိတယ်အဲ့ဒီကဏ္ဍကသူ့ရှင်းနှစ်ကကဏ္ဍ အဲ့ဒီနှစ်ပရိတ်ခဏန်းပေါ့တော့လေသူကငါးထိပ်စီတက်ခါလို့ရိုက်တယ်သူ့ဘေးမှာနှစ်ပရိတ်ဆိုတဲ့ခဏန်းတစ်ခွက်တက်နော်တက်ပြီးတော့အဲ့ဒီတက်ခါကမြင်းကုန်မှာတက်ထိတ်လို့ထည့်သေးတာကဲအဲ့တော့ကျွန်တော်တို့ပြန်သွားမယ်ပရိတ်ဆက်နှစ်နော်ဆက်နှစ်ပရိတ်ခဏန်းဒီနောက်နှစ်ကိုလိုက်ထွက်တယ်လိုက်ထွက်တဲ့အချိန်မှာငါးထိပ်စီပုံတည်ရိုက်တယ်သုံးခါသုံးထိတ်လို့ဖြစ်တယ်နော်အဲ့ဒီနေရာမှာထွက်တယ် ထွက်ပြီးတာနဲ့သူ့ရဲ့တပွဲကြော်မှာထွက်တဲ့ကဏ္ဍတစ်ခွက်ကိုကျွန်တော်တို့ကြည့်ပါเนาะဒုတိယဆိုင်မှာလည်းစနစ်ပြိတ်ကဏ္ဍတစ်ခွက်နောက်နှစ်ကိုလိုက်ထွက်တယ်သူကလည်း၅ထိပ်နှစ်ခါလို့ဖြစ်ပြီးထွက်တယ်အဲ့ဒီနှစ်ခါကနှစ်ထိပ်လို့တတ်တယ်เนาะတက်ပြီးတာနဲ့အဲ့ဒီနှစ်ပြိတ်ရဲ့တပွဲကြော်မှာထွက်တဲ့ကဏ္ဍကိုကျွန်တော်တို့ကြည့်ပါဒါဆိုရင်အခုဒီမှာနှစ်ပြိကဏ္ဍနောက်နှစ်ကိုလိုက်ထွက်သွားတယ်ထွက်သွားတော့ရှေ့ရ ဒီပရိနှစ်ထွက်တော့ရှေ့အတိုင်းပဲသူက၅ရက်စီပုံသေးခံတာသူ့ဘေးမှာ၃ခါနှစ်ခါပြီးတော့တစ်ခါလို့ခံတာဒီတစ်ခါသည်နောက်နှစ်သူ့ရဲ့မြင်းကုန်မှာတစ်ထိတ်စီလို့ထည့်ခဲ့တာအဲ့ကျွန်တော်တို့ကဒီပရိနှစ်ကတပွဲကြော်အခဏန်းကိုကျွန်တော်တို့ကြည့်မယ်အဲ့ဒီပရိနှစ်ရဲ့တပွဲကြော်အခဏန်းကအကွက်ရွှေနဲ့ကစားတာကစားလို့မရဘူးသူကအဲ့မှာဘာဖြစ်နေတော့ဆိုတော့ဒီတုံညာနောက်ပိတ်က နော်တုံညာခါလို့ဝင်ပြီးတုံညာပါပါငါးနောက်ပိတ်လို့သူထည့်နော်အဲ့လိုထည့်နေတော့ကျွန်တော်အမြင်ပေါ့လေနော်ဒုတိယဆိုင်မှာလည်းဒီပရိနေတကံနောက်နှစ်ကိုလိုက်ပေါက်တယ်နှစ်ခါကနှစ်ထည့်လို့ရိုက်အဲ့ဒီတပွဲကြုံမှာထွက်တဲ့ကံနာရှစ်အဲ့ဒီရှစ်ဒီခါလို့ဝင်နေရှစ်ပါပါသုံးနောက်ပိတ်နော် အခုကျွန်တော်တို့ဒီမှာလဲရှစ်ကြီးနောက်ပိတ်တယ်ရှစ်ရဲ့ပါဝါအဲဒီရှစ်ဒီခါးဝင်မယ်ရှစ်ပါဝါ၃နောက်ပိတ်ထွက်တာအဲ့တော့အဲ့ဒီမှာထိတ်စည်းတစ်လုံးကနည်းနည်းလေးတော့သူကစကားပြောမယ်နော်ဒီ၃ညကအောက်မှာ၅၃ညအတွဲအဲ့တော့ဒီရှစ်ကအောက်မှာ၈၃အတွဲ အဲ့ဒီရှစ်တည်လေသူ့ရဲ့အောက်မှာ83အတွဲတွဲမလားတွဲမယ်ဆိုရင်အဲ့ဒီမှာကျွန်တော်တို့ဖြည့်စီ3လုံးကိုဒီ3လုံးကိုအဲ့ဇောင်းပေါင်းခြင်း3လုံးကိုသူက7နှစ်ထည့်လိုက်နော်သူကဒီမှာ3တို့2တို့1တို့နဲ့သွားရတာဟုတ်အဲ့တော့ကျွန်တော်လည်းဒီမှာပေါ့ပြီးမှာ2တို့2တို့3တို့4တို့နဲ့ပြန်သွားကြည့်မယ်ဇောင်း3လုံး2 ဇောင်း3လုံးက3ဒီမှာကျွန်တော်တို့ဇောင်း3လုံး4လို့ထည့်လိုက်ကိုထည့်စီနော်အဲဇောင်း3လုံး4လို့ထည့်ကိုထည့်စီဆိုတော့ तू อ่ะအဲ့ဒီမှာ6 8 3ဆိုတဲ့ခဏထွက်လာနော်အဲ့တော့မနေ့ကကျွန်တော်အောက်မှာ6 8 3မရှိဘူးလားဆရာလုံးနေတာမနေ့ကလည်း6 8 3ကိုပြတော့ပြလိုက်ပါတယ်အချိန်ကြီးတက်လာတဲ့ line ရနော်အခုဒီ site ကတော့ အာဒီယာမလို့ဘူး963เนาะဒဲပဲကြိုင်နေထိုးနောက်တစ်ချက်အဲ့ဒီမှာငါးထိပ်စီကိုဘာလို့ကျွန်တော်ထည့်မလို့ဆိုတော့ तू ကတခုထိုးကြတာကဒီ3ခါဒီ3ထိပ်လို့ရပြီအဲ့ဒီ3ထိပ်နဲ့1ထိပ်နဲ့ तू က4လို့ဖြစ်သွားတာ4ပြီးတော့ဒီ1ထိပ်နဲ့3ထိပ်နဲ့ကို तू က5လို့ဖြစ်တာလားဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီ1ထိပ်နဲ့5ထိပ်နဲ့မှာ6လို့ဖြစ်မှာဆို653ဆိုတဲ့ဘယ်နှဖြစ်သွား เนาะအဲ့ဒါမျိုးလည်းဖြစ်သွားလို့ရတယ်เนาะဒါကြောင့်မို့သတိတော်ထားတကယ်လို့အပူးမှကြိုက်ပါတယ်ဆိုရင်တော့အရှိရှိသုံးပြန်ထိုးပေါ့เนาะရှိရှိသုံးလို့ပြန်ထိုးဒါပဲရှိချစ်ချစ်သုံးလို့မထိုးရင်သုံးရှစ်သုံးလို့ထိုးเนาะသုံးရှစ်သုံးလို့ပြန်ထိုးပေါ့ဒါပဲရှိတယ်အပူးကတော့ကောင်းစကိုရှစ်သုံးမန်းနေတဲ့ညီအတွက်เนาะดูสร้างเองได้ป่ะเนาะพี่တော့ ကျွန်တော်ဟိုဘက်ရက်တုံးက66နှစ်မွေးစိုက်ပြထားတယ်မှတ်မိကြတယ်မဟုတ်လားကြည့်ရတယ်မဟုတ်လားတုံးခွန်ခွန်တုံးခွန်ခွန်နောက်ပိတ်သုံးလုံးထောင်းတဲ့ line မှာ66နှစ်ဒီနှစ်တည်းကိုမွေးကနန်းစိုက်ဆိုပြီးကျွန်တော်ပြခဲ့တယ်လေမှတ်မိလားကြည့်ပြီးကြပါပြီမဟုတ်လားပြတာကြပြီ3-4ရက်ရှိပြီအေးကွာပိတ်လိုက်စမ်းပါစီမြန်းများနေသလားမသိဘူးဆက်ကြီးနှိုးပြီးတော့အဲ့ ကာသမားများသူနိုင်ငံမှာစီရားလို့သူတို့ကဒီမှာအိတ်ထားတာဟိုမှာကာဆက်နိုးပြီးအဲဖွင့်ပြီးအဲ့ဘယ်လောက်များလဲခဲ့ကျွန်တော်တို့အဲ့ဒီကျွန်တော်ပြောတဲ့66နှစ်ကဒီဘွဲမှာထွက်လို့ရဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာဗရိတ်ကိုကိုးလို့ရိုက်တယ်သူ့ဆောင်မှာခွန်ဗရိတ်တဲ့ပုံသေးเนาะ နောက်တစ်ခါဒီမှာ break 6လို့ရိုက်ကို6လို့ရိုက်တယ်သူဆောင်မှာခွန် break ပဲပုံသေးတယ်နောက်တစ်ခါဒီမှာကိုခွန်လို့ရိုက်တယ်သူဆောင်မှာခွန် break လို့ပဲပုံသေးတယ်နော်တဲ့ပြီးတယ်နဲအဲ့ဒီခွန် break ရဲ့ဆောင်မှာထွက်တဲ့ကနေကအသူ6မိနစ်ကကနေနော်ကျွန်တော်တို့ဒီ3ညာ break ပေးရကနေနော်ခွန် break ဆောင်ထွက်တယ်ဒီလိုပဲဒီမှာလဲခွန် break ရဲ့ဆောင်မှာထွက်တဲ့ကနေသူ6မိနစ်ကကနေကို break ရဲ့ပေးရကနေထွက်တယ်နော် ကိုဘရိတ်ရဲ့ဘေးရကနန်းထွက်တယ်အဲ့တော့ तू อ่ะနှစ်ဘရိတ်ကနန်းလာထွက်တာဟုတ်ဒီမှာလဲသုံးဘရိတ်ကနန်းလာထွက်တာ သူ့ရှေ့နှစ်ကကနန်းဒါဆိုသူ့ရှေ့နှစ်ကကျွန်တော်တို့อ่ะဒီခွန်ဘရိတ်ရဲ့ဇောင်းမှာသူ့ရှေ့နှစ်က၄ဘရိတ်ကနန်းဒီတစ်ခွက်တည်းရှိနော်အဲ့ဒီမှာ तू อ่ะလဲ၈ဘရိတ်ဘေးမှာပေါက်ထားတဲ့ကနန်းဖြစ်အဲ့တော့၃ညဘရိတ်ဘေးမှာ၂ဘရိတ်ကနန်းနောက်နှစ်ကိုပေါက်တယ်နော်၃ညနှစ်တခါ၉၃ ကိုပရိတ်ပြီးမှ၃ပရိတ်လို့ပေါ့တယ်အဲ့ကောနောက်နှစ်လိုက်တော့တယ်နော်အဲတုံညာပရိတ်ပြီးကိုပရိတ်ပြီးအခု၈ပရိတ်ပြီးမှထွက်ထားတဲ့၄ပရိတ်ကဏ္ဍသူရဲ့နောက်နှစ်ကိုဒီခွန်ပရိတ်ရဲ့ဇောင်းမှာထွက်မယ်ဆိုရင်ဒီပွဲထွက်လို့ရတယ်နော်အဲအဲ့ဒီမှာ၄ပရိတ်ကဏ္ဍကိုကျွန်တော်ကဒီ၈တနစ်ကျော်ကဒီ၄၄၆ကိုလည်းကျွန်တော်စိတ်မချဘူးလေဒါကြောင့်မို့ကျွန်တော်ရေးထားတာ ဒီကောင်ကထွက်ခဲ့မဲ့ site တွေအများကြီးရှိပြီးတော့မလာသေးဘူးဖြစ်နေဒီပွဲမှာအပူးနေဆိုရင်ဒီကောင်တွေလဲတတိထားသူ့ဆောင်မှာကျွန်တော်တို့ကသူ့ရှေ့နှစ်ကကဏန်းတော့ဟုတ်တယ်ပေါ့နော်ဒီမှာတော့နှစ်ပရိတ်နဲ့ဒီမှာလဲသုံးပရိတ်နဲ့ဒီမှာလေးပရိတ်နဲ့ကိုသူ့ရှေ့နှစ်ကကဏန်းမဟုတ်ဘဲနဲ့တနှစ်ကျော်ကဏန်းကြီးထည့်သွားမှကြောက်လို့ဒါပေမဲ့ site အရာကတော့သူကရှေ့ပရိတ်ဘေးမှာထွက်တဲ့လေးပရိတ်ကဏန်းနောက်နှစ်ကိုလိုက်ပေါက်ဒီပွဲမှာအပူးခွာရှိတယ်နဲ့ဆိုရင်ဒါ၆၆နှစ်ဆိုတဲ့ကဏန်းထည့်သွားလို့ရတယ်နော်အဲ့ဒီအတိုင်းပဲထည့်ထို66နှစ်လို့ပဲထည့်ထို့နော် ဟုတ်ပြီအဲ့တော့ဒါတွေကကျွန်တော်စာထဲမှာရေးတဲ့ထဲမှာပါဘူးเนาะကိုယ့်ကိုခုနှစ်ဖြစ်ဒါကကျွန်တော်လူဆောင်ရင်းနဲ့တူလီမုတ်ဆလေးတွေလိုက်ပြတာအဲ့အဲ့တော့ကျွန်တော်တို့နောက်ဆုံးကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်ခြံထားတဲ့တက်ဆိုင်ရှိတယ်အဲ့ဒါဒီပြဒီဆိုင်ကတော့ကြိုက်လို့ကိုခြံထားတာအဲ့ဒါလေးကအထောက်တော်တော်ကောင်းတယ်เนาะဒီငါးနောက်ပိတ်ကနေ၃နှစ်ကျော်เนาะ၃နှစ်ကျော်တယ်မှာဗရိတ်ငါး မင်းပရိငါဆိုတဲ့ကနေပရိငါဆိုတဲ့ကနေအဲ့ဒီငါပရိဆိုတဲ့ကနန်းဒီခွန်နောက်ပိတ်ပရိဆက်ခွန်လိုရိုက်တဲ့ဆောင်းမှာထွက်တာခွန်နောက်ပိတ်ပရိဆက်ခွန်လိုရိုက်တဲ့ဆောင်းမှာထွက်တယ်နော်တခါသူ့ရဲ့အထက်ဆောင်းမှာကပရိရှစ်နောက်ပေါင်း6လိုရိုက်ပြီးထွက်တယ်နော်ရှစ်ပရိနောက်ပေါင်း6လိုရိုက်ပြီးငါပရိဆိုတဲ့ကနန်းတစ်ခွက်ထွက် ဒါဆိုရင်ဒီ9နောက်ဘိတ်ကနေ3နှစ်ကျော်မှာ9ဘရိတ်ဆိုတဲ့ကဏ္ဍတစ်ခွက်ထွက်တယ်။ဒီမှာနော်ဒီမှာ9ဘရိတ်ဒီ9ဘရိတ်ကိုယူ။အဲ့ဒီ9ဘရိတ်ကလည်းခွန်နောက်ဘိတ်ဘရိတ်ခွန်လို့ဖြစ်တယ်သူရဲ့ဒီဇောင်းမှာထွက်တယ်။ခုနကတုန်းက10ဘရိတ်နောက်ပေါင်း6ပြီးတော့ခွန်ဘရိတ်နောက်ပေါင်း6လို့ရိုက်တဲ့အောက်ဆောင်မှာနော်9ဘရိတ်ကဏ္ဍတစ်ခွက်ထွက်။အခုဒါဆိုရင် ူက၈ပရိတ်ခွန်ပရိတ်ပြီးတော့6ပရိတ်နောက်ပေါင်း6ရဲ့ဆောင်းမှာ9ပရိတ်ဆိုတဲ့ကနေတူကထွက်နော်ခွန်နောက်ပိတ်ပရိတ်ခွန်လို့ရိုက်ထားတဲ့ဆောင်းမှာ9ပရိတ်ကနေတူကထွက်ဟုတ်ပြီအဲ့ဒီမှာပထမဒီခွန်နောက်ပိတ်ပရိတ်ခွန်ရဲ့ဆောင်းမှာ ထွက်တဲ့9ပရိတ်ကနေကတူကနေရှိကို1 4 6 8 10နှစ်မြောက်ထဲကအဲ့ဒီပရိတ်ခွန်ရဲ့ အောက်ဆောင်ကကဏ္ဍ၈၃ညာခွန်ဆိုတဲ့ကဏ္ဍလာထွက်တယ်နော်ဒါဆိုရင်တို့ဒုတိယကဒုတိယကမှာလည်းဒီလိုပဲဒီခွန်နောက်ပိုင်းဗရိတ်ခွန်ရင်ဆောင်မှာထွက်တဲ့၅ဗရိတ်ကဏ္ဍရှေ့စိတ်နှစ်က2 4 6ရှေ့ဆယ်နှစ်မြောက်ကကနဒီဘရိတ်ခွန်ရဲ့အောက်ဆောင်ကကနအဲ့ဒီဘရိတ်ခွန်ရဲ့အောက်ဆောင်ကကနက ခွန်နောက်ပိတ်ဗရိတ်ခွန်ရင်မြင်းကုန်မှာသူသွားထွက်တာနော်ဒါဆိုရင်အခုကျွန်တော်တို့ခွန်နောက်ပိတ်ဗရိတ်ခွန်ရင်ဈောင်းမှာထွက်မိကနေအရှိ70နှစ်နေ့4 6 8 70နှစ်မြောက်ကဗရိတ်ဆက်ခွန်ရင်အောက်ဈောင်းကခဏငါဗရိတ်ခဏဖြစ်ကမှာနော်အဲ့ဒီမှာဒီကဏ္ဍဒီဗရိတ်ခွန်ရဲ့ဇောင်းကဏ္ဍတော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒီနှစ်ထဲမှာ၅ဗရိတ်က2 5 6 9 90နှစ်ကွက်ထဲရှိတယ် င်းချင်းနဲ့6ကိုနှစ်ပွဲထဲရှိတာ9ပရိတ်နော်9ပရိတ်ကလည်းမရှိဘူးဟောဒီမှာ438ရှိတယ်နော်အဲ438လဲကျွန်တော်မနေ့ကထည့်တော့ထည့်ပြီးရခုနကကျွန်တော်ပြောတဲ့83နောက်တွဲဟို438ကြီးလဲထွက်နေအောင်မယ်နော်ဟို928ဒီ3ခွက်ကျွန်တော်ထည့်ထားတယ်အဲ့ဒီထဲမှာကျွန်တော်ပြောသလိုခွန်ပရိတ်ရဲ့အောက်ဆောင်ကဏ္ဍဆို960တကွက်တည်းထည့်ရမှာပါနော် ဒါပေမဲ့ကျွန်တော်တို့ကစိတ်ချရအောင်၅ပရိတ်ကဏ္ဍက2 5ရှေ့ရှိတယ်6 60ရှိတယ်4 3ချစ်ရှိတယ်နော်ဒါလေးတွေသတိထားအဲ့တော့ခုနကဒီစိုက်မျိုးတွေနော်သူ့ရှေ့နေ့ကကဏ္ဍလာထွက်မယ်ကျွန်တော်ပြောသလိုရှေ့ပရိတ်ရဲ့ဘေးက4ပရိတ်ကဏ္ဍ6 6နှစ်ကိုမထွက်ဖဲနဲ့ဒီအောက်က4 3ချစ်ကြီးလာထဲသွားလို့လုံးနော်အဲ့ဒါမျိုးတွေလည်းလှည့်သွားလို့ရတယ်အဲ့တော့ तू ကအဲ့ဒီမှာစုံချက်တွေနဲ့5ပရိတ်တွေအဲ့ तू က तू ကနေ तू ကတော့ကောင်းနေတယ်ဗောနော်ဒါကြောင့်မို့ကျွန်တော်မိတ်ဆွေတွေ တိထားဖို့ကျွန်တော်ဟိုရက်ကတည်းပြခဲ့တယ်ခုနောက်ပိတ်ပေးရငါပရိတ်ကနန်နေဟိုဘက်နေရကျွန်တော်ပြရခုနောက်ပိတ်ပေးရငါပရိတ်ကနန်တကွက်လိုက်ထွက်အဲ့ဒီထဲမှာလေ9နှစ်ချစ်လာပါနေတလားလို့အင်း9နှစ်ရှိကဒီဘက်မှာဟောဒီမှာ อืมอ๋อဒါဟိုနေ့ရကျွန်တော်ပြတယ်ဒီခွန်နောက်ပိတ်ဘေးက၅ပရိကန်နဲ့ లై ပို့လို့ဒါပေမဲ့အဲ့ဒီတဲမှာ၅ပရိကန်က၅နေ့ရှိနေ6ခုခွန်2ကွက်ရှိအခုလဲဒီမှာသူက690နဲ့9နှစ်ရှိလာဆုံးနေဒီ9နှစ်ရှိကဘုံဘိုးသွားတူနေเนาะအဲ့ဒီလဲတတိထားကျွန်တော်ဒီမှာထဲ့တော့ရေးပြီးထားတယ်เนาะဒီကဏ္ဍမျိုးဆိုရင်9ထိပ်စီးနဲ့ပို့ထိုးသိမ့်တယ်เนาะတို့ဒီ9ရှိနှစ်လို့ပို့ထိုးသိမ့်တယ်ဒီလိုမျိုးကတော့ သိမ့်မကြိုက်ဘူးเนาะဒီလိုမျိုးနောက်ပေါင်း30နဲ့ပို့ကြိုက်တယ်ဒီကနေမျိုးပေါ့ကဲအဲ့အဲ့ဒါလေးကျွန်တော်လာပြောတာအဲ့ဒီမှာ965နှစ်7438เนาะဟမ်618ဗမာလည်း618ခွန်ဘရိတ်အောက်ဆောင်အဟုတ်သားပဲ။အော်ဒီ9ဘရိတ်ကိုမတွေ့ဘူးじゃん။ဒီမဟုတ်သားပဲခွန်ဘရိတ်အောက်ဆောင် ထိုးရင်မကြိုက်ရင်ထိုးပေါ့နော်ရှေ့တွဲနက်ခတ်တွေလည်းရှိတယ်ဟုတ်တယ်ဒီကောင်နေနော်ဒီကောင်ထိုးရင်တစ်ထိတ်နေတာထဲထိုးတစ်ချစ်6လို့ထဲနော်ရေးလိုက်ပါဦးတစ်ချစ်6နော်ဒါလည်း၅ break ခွန် break အောက်ဆောင်ကနန်းဆိုဟုတ်တယ်နော်음ဒီကောင်ကိုကျွန်တော်မတွေ့ဘူးအခုမှတွေ့တာအောက်ကမန်းလိုက်လို့၄၃၈နော်60ရတော့ပေါ်ပါပြီ အဲ့၄၃ချိန်ဒီကို၄၃ချိန်လို့တော့ပြန်မရိုက်ဘူးထင်တာပဲရိုက်ရင်အဲ့၈၁၆၈၂၅၉၆၀အဲ့၃ခွက်ရှိတယ်ငါးပရိတ်နဲ့နော်အဲကြိုက်တဲ့ဟာရွေးထုတ်သူက၁၀နှစ်မြောက်ကခဏန်းလာပေါက်ဖို့ရှိတယ်အဲ့၁၀နှစ်မြောက်ကခဏန်းတွေကငါးပရိတ်နဲ့အပူခဏန်းကြတော့လည်းမရှိပြန်ဘူးနော်အဲ့အပူခဏန်းကတော့ကျွန်တော်တို့ဒီဘွဲမှာတော့ကျွန်တော်ဒါမျိုးတွေနဲ့ ကစားပြခဲ့ပြပါတယ်နှစ်နှစ်ခွန်တော့ကလည်းနော်ဒါကျွန်တော်တို့ဒါအပူတွေအကြိမ်ခိုက်စင်းတာရှေးဘူးကြီးစင်းတာရှေးဘူးတွေရှေးဘူးတွေနော်ဒီမှာလည်းရှေးဘူးပူဖို့မလားပေါ့ရှေးဘူးပူမယ်ဆိုရင် तू ကဒီခွန်ခွန်ရှစ်ခွန်ကိုးခွန်ဆိုရင်ကျွန်တော်တို့ကိုးထည့်ကြီးောက်ထည့်လိုက်အောင်မယ်နေစရှိရငါးလငလင်းလောက်တာရှိသေးတယ် အဲ့ဒီခွန်ခွန်နေရှစ်ခွန်နေကိုးခွန်နေတစ်ထည့်ချသွားပြီတော့ဒီဘက်ကဆင်းလာတဲ့ကျွန်တော်တို့ရှေ့ဘူးရှေ့ဘူးရှေ့ဘူးเนาะရှေ့အဘူးရှေ့အဘူးတွေထည့်သွားရင်ဘယ်လိုဟုတ်လားဒါမျိုးတွေလည်းရှိသေးတယ်ပြောလို့ပဲရဒီအောက်ဆောင်ကတက်လာတဲ့ကျွန်တော်တို့လေးထိပ်ဆောင်မှာအဘူးအဲလေးပိတ်ဆောင်เนาะသုံးပိတ်ဆောင်အခုနှစ်အပိတ်ရဲ့ဆောင်เนาะဒီမှာဒီမှာဆိုရင်ခွန်နောက်ပိတ်တွေနေကြည့်ဘူးတယ် အဲ့လိုမျိုးတွေလည်းဖြစ်သွားလို့ရတယ်အဲ့တော့ကျွန်တော်အဲ့ဒီ99ခွန်ကိုပဲထည့်တာ9ပရိတ်နဲ့90ခွန်နောက်တွဲနဲ့အဲ့ဒီနှစ်ဥမာရှေ့ဘူးပူထားတာဒီမှာတခတ်ရှိနှစ်ဥမာဒီမှာရှေ့ဘူးပူထားတယ်နော်အဲ့ဒီရှေ့ဘူးပူတဲ့နှစ်ထဲမှာအဲ့ဒီ99ခွန်ဆိုတဲ့ကနေလိုက်ထွက်တယ်နော်အဲ့သူကနေရှေ့ဘူးလက်ကြည့်ရှေ့နှလုံးပူးနေတာဒီမှာရှေ့နှလုံးပူးနေတယ် အဲ့ဒီနှစ်ထဲမှာလိုက်ကြည့်နော်ကိုကိုခွန်ဆိုတဲ့ကနေထွက်တယ်တခါသူကနေကျွန်တော်တို့ရှေ့နှလုံးပူးနေတာလိုက်ကြည့်ရှေ့နှလုံးပူးနေတာဒီမှာရှေ့နှလုံးပူးတယ်နော်အဲ့ဒီနှစ်ထဲမှာလိုက်ကြည့်ဒီမှာကိုကိုခွန်တဲထွက်တာနော်အဲ့တော့ဒီရှေ့ပူးထွက်တာနဲ့ကိုကိုခွန်ထွက်သလားဒီရှေ့ပူးထွက်တာနဲ့ကိုကိုခွန်ထွက်တာလားဒါဆိုဒီမှာရှေ့ပူးထွက်တာလို့ဒီနှစ်ထဲမှာလဲကိုကိုခွန်ကြီးကထွက်တယ် အခုရှေ့ဘူးဘူးပြန်ဒီကနေ့ထွက်အောင်မလားနော်ငါးပရိနဲ့အပူခွားနဲ့ဆိုဒီကနေ့လှုပ်လို့မရဘူးနော်နော်မကြိုက်တော့မှကျွန်တော်မိတ်ဆွေတွေမကြိုက်တော့မှတထောင်ဘူးလောက်တော့ထိုးသင့်တယ်နော်ကိုကိုခွန်ခြေပေါင်း6လဲကြည့်တယ်နော်ဒါမှမဟုတ်ကိုခွန်ကိုလို့လဲထဲ့တင်ထဲ့ဘလို့ဆိုဦးနိုင်အရှိတနှစ်ကျော်ကနန်းဒဲလာပေါက်တယ်ဆိုသူကပြောနေလို့အဲသူရှိနှစ်ကကနန်းဒဲပေါက်ကိုပြောနေလို့ ရှိနှစ်ကဏ္ဍလားအဲတနှစ်ကျော်ကဏ္ဍလားသူပြောတော့ပြောတယ်ကျွန်တော်နော်မနစ်ကကဏ္ဍကြီးတို့ကြဒဲလာပေါက်နေအောင်ခုနကလည်းကျွန်တော်ပြရတယ်လေဒီဘွဲမှာမနစ်ကကဏ္ဍရှိတယ်ဆိုတာဒီ site ကနော်ဒါဒီ site ကကွန်ပရိတ်ဆောင်မှာသူ့ရှိနှစ်ကကဏ္ဍကိုဒီကဏ္ဍမထည့်ပဲဒီကဏ္ဍထည့်သွားပြီလို့ဟုတ်လားအပူဖွားကြီးရှိနေကျွန်တော်တို့ကဘယ်ဟာမှမသိသေးတော့မထွက်ခင်ကတော့စံတော်ဝါဝါသူ့လိုလိုငါလိုလိုနော်တဲ့လူတွေအတွက် တို့ဒီမှာ960ထွက်တယ်နော်ဒီမှာလည်း960ပတ်လည်ထွက်တယ်အဲ့ဒီ960ပတ်လည်တွေကနေပြီးတော့ကျွန်တော်တို့အကြိမ်ခိုက်ပြေးတက်သွားလိုက်အကြိမ်ခိုက်ပြေးတက်သွားလိုက်438 690ထွက်တယ်နော်အဲ့ဒီ960ကအကြိမ်ခိုက်960နဲ့အကြိမ်ခိုက်မှာထွက်ထားတဲ့ခဏ438နဲ့690အဲ့ဒီ438ကသူကနေ၄နှစ်ကြော်မှာ900နဲ့အချိန်ခိုင်းမှာထွက်တယ်။နော်သူကနေ၄နှစ်ကြော်လိုက် ဒီ၄၃ရှစ်က900နဲ့ကြိတ်ခဲ့မှာထွက်အဲ့ဒီ6300ရခွန်နဲ့အချိန်ခဲမှာရှိတဲ့960ရလေ၄နှစ်ကျော်လိုက်နော်၄နှစ်ကျော်လိုက်ဟဲ့900နဲ့အချိန်ခဲမှာသွားထွက်တာ690 900နဲ့690ဒီမှာ900နဲ့၄၃ရှစ်နော်အဲ့တခါဒီ960 430ခွန်60 690 960နှစ်ကွက်တူတယ်4386 90တူတယ်တခါဒီမှာ900နှစ်ကွက်တူတယ်သူတို့နဲ့အချိန်ကိုင်းမှာ4386 90တူတယ်နော်ဒါတွေကနှစ်ကစီးကိုကနန်းထောင်းနဲ့ပဲကျွန်တော်ရှင်းအောင်ဆွဲချပြတယ်အဲ့ဒါဆိုရင်အဲ့ဒီ4386 90ကနောက်ထပ်တစ်ခေါက်ပဲမှာသွားထွက်တုံးဆိုတော့၄၈ရဲ့အောက်ဆုံးမှာသွားထွက်နော်အဲဒီမှာ၄၈ရဲ့အောက်ဆုံးမှာလာထွက်မှာ690နဲ့၄၃၈ ငါပရိက္ခဏနဲ့ကြည့်မယ်နော်အဲလေးတရှိရဲ့အောက်ဆောင်မှာဒါအချိန်ကြီးကြိုက်တယ်ပဲကိုယ့်အကူပြန်ရည်ကြည့်ကျွန်တော်ပြောတဲ့အတိုင်းခွန်60နဲ့အချိန်ကြိုက်ကခဏန်းဒီခွန်60နဲ့အချိန်ကြိုက်ကခဏန်း၄နှစ်ကြုံမှသွားထွက်နော်ဒီခဏန်း၄နှစ်ကြုံမှသွားထွက်ထွက်ပြီးရင်အဲကောင်နေရဒီဘက်ကိုတခါ10နှစ်ပြီးပေါက်မှာဒီကောင်လည်းဒီဘက်ကို10နှစ်ပြီးပေါက်တော့အဲ၄တရှိအောက်ဆောင်နေမှာပေါက်တော့နော်အဲ၄တရှိရဲ့အောက်ဆောင်နေမှာပေါက်ချော့တော့မတွက်လိုက်နဲ့နော် ရှော့တော့မတွက်လိုက်နဲ့အဲသူကဖြစ်သွားလို့ရတယ်